အုပ်စုဒုတိယနေရာတေချာဖို့အတွက်အနိုင်ကံမဲ့ဟန်ဂေရီဒုက္ခဆိုကြာတာရင်းနေညဥရောပဆုံကမ္ဘာဖလားခြေစစ်ပွဲပွဲကျူတုံးသက်ချက်များညီကိုရီအားလုံးပဲမင်္ဂလာပါပလေးမိတ်ကဂျာနယ်ကနေကြိုဆိုပါရစ်ဂိမ်းပြညာနားဆင်သူညီကိုရီလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းကြာတာရင်းနေညအတွက်ဥရောပဆုံကမ္ဘာဖလားခြေစစ်ပွဲပွဲကျူတုံးသက်ချက်တွေကိုကြောင်ရှင်ဒုက္ခဆိုရဲ့တုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးပွဲစဉ်ကတော့အာမေးနီးယားနဲ့ဟန်ဂေရီည7:30ပါ အုပ်စုတွင်၄ဝဲမှာ၃ဝဲအရှုံးကြောင့်ဇရာအောက်ခြေအာမေးနီးယားဟာပြုတ်တော့မယ်ဆဲဆဲပါအာမေးနီးယားဟာနောက်ဆုံးအိမ်ဝင်း၅ဝဲမှာလည်း၄ဝဲရှုံးတော့ပါတယ်နိုင်နာနဲ့ပလေးအော့ဖ်ကန်ဝင်ရမယ်အုပ်စုဒုတိယနေရာတေချာနေတဲ့ခန်ဂေဒီကတော့အုပ်စုတွင်၄ဝဲစလုံးမှာ၂ဂိုးစီတွင်းထားနိုင်ခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဟန်ဂေရီနှစ်ဂိုးပြတ်မပြတ်ကိုကြီးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အဇာဘိုင်ဂျန်နဲ့အိုက်စ်လန်ညတနာ30တမတ်တာရသေးတဲ့အဇာဘိုင်ဂျန်ဟာဘာမျှော်လင့်ချက်မှမရှိတော့တဲ့အသင်းမှာ အိုင်စလန်ကတော့ play off ကဲဝင်ရမယ်ဒုတိယနေရာအတွက်မျှော်လင့်ချက်ရှိပါသေးတယ်။အိုင်စလန်ဟာပြီးခဲ့တဲ့စက်တင်ဘာပထမအကြော်အိမ်ငွေးနှုန်းကလည်းအဇာဘိုင်ဂျန်ကို၅ဂိုးပြတ်ခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ရဲ့ပြည့်တက်လို့ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နော်ဝေးနဲ့အက်စတိုးနီးယားည7:30နာရီ30အုပ်စုရဲ့အဓိကပြိုင်ဘက်အီတလီပေါ်မှာဂိုးကွာချချက်အများကြီးတာရာကြောင့်နော်ဝေးဟာဒီပွဲနိုင်တာနဲ့ခြေစစ်ပွဲအောင်မှာပါအုပ်စုရင်၃ပွဲမှာလဲနော်ဝေးဟာစုစုပေါင်း၁၆ဂိုးတော့တွင်းထားနိုင်ခဲ့ပါတယ် အိမ်ဖြစ်အက်စတိုးနီးယားကတော့အုပ်စုတွေအဝေးခွင်၃ဘွဲ့မှာစုစုပေါင်း၉ခုပြီးခဲ့ရပါတယ်။ဒါကြောင့်ဒီလိုပွဲမျိုးမှာဟာလန်တို့ရဲ့တွင်းကိုတွေကိုရည်တွက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အန်ဒိုရာနဲ့အယ်ဘေးနီးယားည၂နာရီ၅၅ဇေယျအောက်ဆုံးကအိမ်ဖြစ်အန်ဒိုရာဟာအုပ်စုတွေအိမ်ခွင်၃ဘွဲ့စလုံးကိုရှုံးထားပါတယ်။အုပ်စုဒုတိယနေရာကိုဆာဗီးယားနဲ့အပြိုင်လူရမယ်အယ်ဘေးနီးယားအတွက်ကတော့မဖြစ်မနေနိုင်ရမယ့်ပွဲပါ။ အယ်ဘနီးယား2021နောက်ပိုင်းအန်ဒိုရာနဲ့ကမ္ဘာပလားခြေစစ်ပွဲတွေ့ဆုံမှု၃ချိန်စလုံးကိုလည်းပြီးကိုမဲ့နိုင်ထားပါတယ်။ဒါကြောင့်အယ်ဘနီးယားအနည်းဆုံး၂ခုပြက်ကိုကြည်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အင်္ဂလန်နဲ့ဆာဗီယာည2:15ရနုံးပြီပေးကိုမဲ့အနိုင်နဲ့အင်္ဂလန်ဟာဥရောပဆုံးမှာခြေစစ်ပွဲအောင်တဲ့ပထမအဦးဆုံးအသင်းမှာဇာဗီယာကတော့အုပ်စုဒုတိယနေရာအတွက်ဖောင်ပြက်ယုံကလွဲပြီးတခြားရွေးချယ်စရာသိပ်မရှိပါဘူး။ဒါပေမဲ့အိမ်ကွင်းမှာကလေးကအင်္ဂလန်ကို၅ဂိုးပေးခဲ့ရတဲ့ဇာဗီယာဟာပိုဖွင့်လေပိုဂိုးပေးရလိမ့်များပါတယ်။ ဒါကြောင့်အင်္ဂလန်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်နောက်ဆင်ရမယ့်ပွဲစဉ်ကတော့ပြင်သစ်နဲ့ယူကရိန်းည2နာရီ15ပါသုံးမှတ်ဖြတ်ပြီးဥဆောင်နေတဲ့ပြင်သစ်ဟာဒီပွဲနိုင်တာနဲ့ခြေစစ်ပွဲအောင်ပါပါ။ဒါပေမဲ့ပြင်သစ်တိုက်စစ်မှာ MVP ကလွင်အဓိကကြသူတွေအတော်များများမပါနိုင်ပါဘူး။အုပ်စုဒုတိယနေရာကိုဆက်ထိန်းထားဖို့ကြိုးစားပေမဲ့ယူကရိန်းကတော့ပြင်သစ်ကိုခံစစ်အသားပေးနဲ့ရင်ဆိုင်မှုများပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနေကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ အိုင်လန်နဲ့ပေါ်တူဂီည9နာရီ15ငါးမှတ်ဖြတ်ပေါ်တူဂီယာဒီပွဲနိုင်လာတဲ့ခြေစပွဲအောင်တော့မှာပါအုပ်စုဒုတိယနေရာကမျောလင်းချက်ရှိနေသေးတဲ့အိုင်လန်ကတော့ပထမအကြော်ရုံးကလိုပဲပေါ်တူဂီကိုခံကန်နိုင်ပါတယ်ဒါ့အပြင်အိုင်လန်ဟာပေါ်တူဂီနဲ့ပြိုင်ပွဲဆုံးနောက်ဆုံးတွေ့ဆုံမှု၃ပွဲစလုံးမှာလည်းဂိုးမသွင်းနိုင်ခဲ့ပါဘူးဒါကြောင့်လည်းဒီလိုပွဲစဉ်မျိုးမှာဂိုးအနေကပိုကောင်းတဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ်မော်ဒိုဗာနဲ့အီတလီည9နာရီ15ဇယားအော်ချေကအိမ်ဖြစ်မော်ဒိုဗာဟာအီတလီကိုဘတ်စကားကွက်နဲ့ပဲကန်အောင်မှာပါ ပြီးခဲ့တဲ့ဇွန်လအီတလီမြေကပထမအကြော်မှာလဲမော်ဒိုဘာဟာတူးစီးနဲ့သာရှုံးခဲ့ပါတယ်ဂက်ဒူဆိုလက်ထက်တိုးတက်လာတဲ့အီတလီကတော့နော်ဝေးနဲ့ဂိုးကွာချကြအတော်ကွာနေလို့ဓာတ်ရိုက်ခြေစပွဲအောင်နိုင်မဲ့မျောလင်းချက်မရှိသလောက်ဖြစ်နေပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကအကောင်းဆုံးဖြစ်မှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ် ပလေးမေကာဂျာနယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။နောက်နေ့နေမှာလဲနောက်နေ့နေမှာလဲနိုင်ငံပွဲစဉ်တွေဖြစ်တဲ့ကမ္ဘာဖလားပွဲကြိုသုံးသက်ချက်တွေအနေနဲ့တင်ဆက်ပေးအောင်မှာဖြစ်လို့ဆက်လက်အားပေးဖို့လဲမျှော်လင့်ပါတယ်။နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေကြိုတင်သိရှိဖို့အတွက်လဲကျွန်တော်ပလေးမေကာရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လဲရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။အားလုံးကောင်းသောနေ့တွေပိုင်ဆိုင်ပါစေ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။